တော်လန်ကလစ်ကများအားလုံးပဲမင်္ဂလာပါရှင်ကျမအခုဖတ်ပြချင်တဲ့စာအုပ်ကလေးကတော့ American Science Limoni Snicket ရှိတာတဲ့ A series of unfortunate events ဆိုတဲ့စာအုပ်ကိုဖတ်ပြချင်ပါတယ်ဒီစာအုပ်ကို ကျမမှုန်တိုင်းဆိုတဲ့အမည်နဲ့ဆရာလင်းခန့်ကဘာသာပြန်ထားပါတယ်မိတ်ဆက် လီမိုနီစနစ်ကပ်ဟူသောအမည်မှာအမေရိကန်စာရေးဆရာဒန်နီယယ်ဂျေဟန်ဒရဲလာကအီဆာအိုစီးရီးအတွက်တည်တံ့မှစ်ထားသောကလောင်အမည်ဖြစ်သည် A Series of Unfortunate Events အစီးရီးကို1996ခုနှစ်စက်တင်ဘာလမှ2006ခုနှစ်အောက်တိုဘာလအထိ73တွဲထုတ်ဝေခဲ့သည် ပထမတွဲ The Bad Beginning မှစ၍ စာရေးဆရာများ၏ချီးကျူးမှုကိုရရှိကအကြီးအကျယ်အောင်မြင်သွားသဖြင့်ကဘာတဝန်းတွင် အုပ်ရည်တန်း60ကျော်ရောင်းချခဲ့ရသလိုဘာသာစကားပေါင်း41မျိုးတို့လည်းဘာသာပြန်ဆိုခြင်းခံရသည်ခလေးစာပေစုများစွာကိုလည်းစုခုရရှိခဲ့သည်2004ခုနှစ်တွင်ရုပ်ရှင်အဖြစ်2019ခုနှစ်တွင်ရုပ်သံဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးခဲ့သည် စာရေးဆရာဒန်နီယယ်ဂျေဟန်ဒရဲလာကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့၌1980ခုနှစ်ဖေဖော်ဝါရီလ28ရက်တွင်မွေးဖွားခဲ့သည်အီဆာအိုစီရီကိုလီမိုနီစနစ်ကတ်ဟုသောအမည်ဖြင့်ရေးသားခဲ့ရခြင်းမှာလီမိုနီစနစ်ကတ်ကိုပြင်ပလောကတွင်တကယ်တည်ရှိနေသောလူတစ်ယောက်ဖြစ်ပုံဖော်လိုသောကြောင့်ဖြစ်သည်ဇက်အိမ်တရာခုနှစ်မှ1930ကျော်ဟု ယူဆရပါသည် ထူးခြားစံကြယ်သော ဖြစ်ရပ်များနှင့်အတူ ရက်ဆက်ကြမ်းတမ်းသောဇက်ကွက်များနှင့်လူတဘာဝကိုတယောသောခြေလုံးငော့လုံးများကြောင့်ဂျက်ခူမာအမျိုးအစားဟုသတ်မှတ်ကြသည်လက်တွေ့တွင်ဖြစ်နိုင်ခြင်းမရှိသောပုံမြင်ဆက်ဆံဇလန်ကြောင့် cherry fishing ဟုခေါ်ကြတော်လဲထူဆန်းသောဇကောင်များကြောင့် assertive fishing ဟုလည်းဖော်ပြကြလေသည်တမမုံတိုင်းအတွေ့တမလှပသောဏီထံ ချစ်လွှစွာသောစာဖတ်သူခမယခုတင့်လက်အတွင်ဂိုင်းထားသည့်စာအုပ်သည်အလွန်တရာစိတ်မချမ်းမြေ့ပွဲကောင်းမြည်အကြောင်းစိတ်မကောင်းစွာပြောကြပြစေအကြောင်းမှာဤစာအုပ်ပါအကြောင်းအရာများသည်ကံစိုးမုံမောင်တိုက်ရရှာသည့်ကလေး၃ယောက်၏စိတ်မချမ်းသာစရာဇလံဖြစ်နေသောကြောင့်ကြီးဘော်ဒလေးအမောင်နှမကလေးတစ်တိုင်မှာဉာဏ်ရည်ထက်မြက်၍ချစ်စပွဲကောင်းလာတော်냐သူတို့ဤဘဝကလေးများမှာ တာယာဖြောက်ပြူးခြင်းမရှိရှာပဲစမ်းကြဲထူးခြား၍ဒုက္ခများလာသည်ကမ်းခြေတွင်ရောက်နေသောခလေးများမှာသတင်းဆိုးကိုစတင်သိရသည့်အချိန်ပထမအဆုံးစာမျက်နှာမှာစတင်ကဇက်လံတလျှောက်လုံး၌ကံကြမ္မာဆိုးအဖုံဖုံအားစက်တိုက်ကြုံလာရသည်ကံဆိုးမှသွားရမိုးလိုက်လို့ရဟုပင်ခေါ်ဆိုရမည်လားမသိဤစာအုံ၌ခလေးများကြုံရမည့်ဒုက္ခများမှာလောဘကြီး၍ကောက်ကျစ်ရုပ်မာသောလူကြံတူ ရာရန်စီတီအဝတ်အစားများစမ်းကြေတော်မီလောင်မှုသူတို့၏အမွေပစ္စည်းများအားခိုးယူမည်အကြံအစီနှင့်မနက်စာအတွက်အေးဆက်နေသောစံပြုတ်တို့ပင်ဖြစ်သည်ဤကဲ့သို့စိတ်မချမ်းမြေ့စရာအကြောင်းအရာများကိုဇက်ဆောင်ခင်ပြရန်မှာကျွန်ုပ်၏ဝန်내ဘွယ်တာဝန်တရဖြစ်နေပေသည်သို့သောတိစာအုပ်ကိုတင်းလက်ချင်းမှယူ၍လွင့်ပစ်ဖို့တော့ကျွန်ုပ်လည်းမတန်နိုင်ပါပျော်စရာရွှင်စရာဇလန်းမျိုးကိုသာနှစ်သက်လျင် အခြားစိတ်ချမ်းသာစရာဇလံများကိုသာဖတ်ပါလိမ့်။လေးစားမှု အပေါင်းဖြင့်လီမိုနီစနစ်ကက်ကွယ်လွန်လေပြီးသည့်ချစ်မြတ်နိုလာစွာသောဘီထရစ်တို့အမတ်ရစွာဖြင့်အခန်းပြောစရာစက်သိန်းခန်းနဲ့အဆုံးသက်သောဇလံများကို စိတ်ဝင်စားလျင် တင့်အနေဖြင့်အခြားစာအုပ်တစ်ခုခုကိုဖတ်လိုက်တာပိုကောင်းပေမည်။ဤစာအုပ်တွင်တော့ပျော်စရာစက်သင်္ကန်းမရှိသလိုပျော်စရာနေ့တန်ဖြစ်လဲစာမည်မဟုတ်ချင်း။ဇလံအလယ်မှာလည်းပျော်စရာဆိုတာမရှိသလောက်ပင်။အကြောင်းမှာပေါ်တလဲရာကလေး၃ရာဘဝတွင်ပျော်စရာကောင်းသောအဖြစ်ပြက်တွေတိတ်မရှိခဲ့သောကြောင့်ကြီး။ဘွမ်အိုလက်ကလော့စ်နှင့်ဆန်နီဘော်တလဲရာတို့၃ရောက်စလုံးညံကောင်းသောကလေးများဖြစ်ကြသည်။ သူတို့ရဲ့ရုပ်ရည်ကလေးများကလည်းချောမောလှပကြသဖြင့်အလွန်ချစ်စွယ်ကောင်းလာသလိုပင်ကိုဗီဇကလေးများလည်းကောင်းမွန်ကြသည်တို့တော့သူတို့ခြံမီးရွယ်ပဲဖြစ်ပြက်လာသောအရာမှန်သမျှမှကံခေခြင်းဒုက္ခဒုက္ခရောက်ခြင်းဆုံရှုံပြောက်ွယ်ခြင်းတို့သာဖြစ်သောကြောင့်သူတို့အလွန်အလွန်ကံဆိုးကြရကြောင်းပြောပြရမှာစိတ်တော်မကောင်းလာခြင်းတို့တော့ဇက်လန်ကတော့ဒီအတိုင်းဆက်သွားရမှာပဲဖြစ်သည်သူတို့ဤကံဆိုးမှုမှောင်ကြခြင်းက ဘရင်နီကန်းကျေရှိနေတနေမှအစာပြုသည်ညစ်ပတ်ခါလူရှုပ်သောမြို့တစ်မြို့၏အချက်ချာနေရာရှိ ကြီးကျယ်ခမ်းနားလာသော အင်ဂေဟာကြီးတစ်ခုတွင်ဘော်ဒလဲယာကလေး၃ယောက်သည် သူတို့မိဘများနှင့်အတူနေထိုင်ကြသည် သူတို့မိဘများကခနော်ခနဲ့လဲလီတစည်းကို ပေးထားသဖြင့်တခါတရံတွင်ညစာစာရန်အိမ်သို့ပြန်မလာမချင်းပင်လယ်ကမ်းခြေသို့သွားကအနားယူအပန်းဖြစ်သည့်သဘောမျိုးအချိန်တစ်ဖြုံလေးရှိသည် ခနော်ခနဲ့လှဲကလေးဟုဆိုရသည်မှာရိုင်နဲ့ပြိုလဲတော့မလို့ဖြစ်နေသောလှဲကလေးတစည်းဖြစ်တော်ကြောင့်ပင်ဒီလိုထူးခြားသောမနက်ခင်းတွင်တိမ်ထူကမိုးအုံနေသည်ကိုဘော်ဒလဲရာတို့မောင်နှမတတားဤစိတ်ထဲ၌မြည်သွမြမတူမတန့်မခံစားရပြီနေပူသောသို့မဟုတ် နေသာသော နေ့တွေဆိုလျင်ဘီယင်းဤကံကြေးတွင် လာရောက်လေပတ်သည့်လူများပြလုံးရကဆောင်းကလေးတစ်ထည်လောက်ခင်းအိပ်เสียရနေရာကောင်းကောင်းလေးတစ်ခုတော်မြရှာတွေ့နိုင်မည်မဟုတ်ချေ။ တိမ်ထူ၍မိုးအုပ်သောနေ့များ၌ကကံကြေတွင်ဘော်ဒလဲရတို့တွင်ကြိုက်သလိုလှုပ်ခွင်းရကြသည် အမအကြီးဆုံး violet ဘော်ဒလဲရသည်ကြောက်စလစ်ခဲကလေးများအားရေပေါ်ရှက်ပြစ်ရခြင်းကိုသဘောကျသည်သူမသည်၁၄နှစ်အရွယ်ကလေးအများစုလိုပင်ညာတန်တယောက်ဖြစ်သည်ထို့ကြောင့်ညာလက်ဖြစ်ဖြစ်သည့်အခါဘယ်လက်ဖြစ်ဖြစ်သည့်အခါထက်ကြောက်စလစ်ခဲလေးများကနောက်ကြည့်သောရေပြင်ပေါ်တွင် ပိုမိုခုံပေါလေးရဲ့ဝဝေတို့ရောက်လေးရှိသည်သူမကပြစ်လွတ်လိုက်သောကြောက်စလစ်ခဲကလေးများရေပြင်ပေါ် ခုံပေါပြေလွှားသွားသည်ကို မိုးကုတ်ဆက်ဝိုင်းအဆုံချိလမ်းမြော်ကြည့်ရှုရင်သူမတိဆောက်ချင်သောတီထွင်မှုတစ်ခုအကြောင်းကိုနက်နက်နဲနဲတွေးတော်လေးရှိသည်သူမ၏စပင်ရှင်များကို မျက်စိဖုံးမနေအောင်ဖဲကျိုးဖြစ်စူးစီးချီနောင်ထားပြီးဆိုလျင်သူမစဉ်းစားခန့်ဝင်နေပြီဖြစ်ကြောင်းအကြောင်းသိတော်လူတိုင်းတအက်ပြောနိုင်ကြသည် ပင်ကိုယ်တဘာဝကိုကစံပြသောကိရိယာများတီထွင်ဖန်တီးနိုင်သည့်ပါရမီရှိသည့်အလျောက်သူမ၏အုံနောက်ထဲတွင် ပူလီချိုးများလေပါများဂီယာတန်များအကြောင်းပြည့်နှံ့နေလေရှိသည်အရေးမပါသည့်ကိစ္စများကိုသူမ၏သပင်လိုပင်ဘတော်မှခေါင်းရှုပ်ခံစဉ်းစားလိမ့်မရှိဒီမနက်တွင်တော့သူမကသမုတ်တရားထဲသို့ပြွလွင့်လိုက်သောကြောက်စလစ်ခဲကိုပြန်ယူလို့ရမည်ကိရိယာတစ်ခုတီထွင်ရန်စဉ်းစားနေမိသည် တအိုထဲသောယောက်ျားလေးဖြစ်သည့်အလက်ကောင် clock board ရေလျားကမူကန်ဂျီရှိရေအိုင်ကလေးများချင်းမှအကောင်ပလောင်များအားစူဇန်ရခြင်းကိုသဘောကျသည်သူအသက်က12နှစ်ကျော်လာပြီဖြစ်သည်မျက်မှန်တထားသဖြင့်ညံကောင်းသည့်ပုံပေါ်သည်သူသည်တကယ်လည်းညံရီထမြက်ပါသည်ဘော်ဒလေးယားမိဘနှစ်ပါးဤစံအိမ်တွင် ရှိရှိသမျှအကြောင်းအရာအလုံးနိဗ္ဗာန်ပါဝင်သောစာအုပ်ထောင်ပေါင်းများစွာ ပြည့်နှက်နေသည့်စာကြည့်တိုက်တစ်ဖွဲအခန်းကြီးတစ်ခုရှိသည် ပေါ်ဒလေးယာစာကြည့်တိုက်ရှိစာအုပ်အလုံးကို သူအသက်၁၂နှစ်မြအရွယ်၌ပင်ဖတ်ရှုပြီးုံများမကဖတ်ပြီးသည်။အကြောင်းအရာအချက်အလက်အမြောက်များကိုလည်းမှတ်မိသိရှိလေသည်။မိကြောင်ကောင်းရှိနှင့်ကောင်းတို့ကိုဘလို့ခွဲရမလဲသူသည်သည်။ဂျူလီယက်စီစာကိုဘသူတက်တလဲသူသည်သည်။လလောဆဲသူစူးစမ်းနေသည့်ဘရီနီကန်ဂျီရှိအကောင်ပစ္စည်းကလေးများအကြောင်းကိုလည်းတော်တော်များများသူသိထားပါသည်။ အငယ်ဆုံးကလေးမကလေးစန်နီဘော်ဒလေးရမကအရာဝတ္ထုများအားကြိုက်ဖြတ်ရခြင်းကိုသဘောကျလေသည်သူလေးကနို့ဆွအရွယ်ကလေးငယ်လေးဖြစ်ပြီးသူမအသက်နှင့်မလိုက်အောင်ခန္ဓာကိုယ်လေးကတည်ငယ်လာသည်သူကိုခန္ဓာအရွယ်စားမဘုဖနဲ့တစ်ဖက်ထက်သာကြည်တည်ဟု ဆိုရတော့အံ့အားတင်ကြပေမည်အရွယ်ကသာပျော်ပါလောက်အောင်ကြီးမားခြင်းမရှိတော့လေသူမဤထက်မြတ်သောသွားလေးကြောင့်ဖြစ်ကြိုက်ဖြတ်နိုင်စွမ်းကတော့အမခံပေ အသက်တနည်းရှိပြီဖြစ်သောကလေးမကလေးသည်တမန်လူများနားမလည်နိုင်သောစကားများအားဝူဝဝဖြင့်တတွတ်တွတ်ပြောလေးရှိသည်သူမသုံးလုံးလေးရှိသောစကားများတွင်ပလင်းမေမေကြိုက်ဟုသောစကားလုံးများမှအပါအခြားအရာများကို လူအများစုက နားမလည်ကြသဖြင့် သူမဘာပြောမှန်းသိအောင်လုပ်ရတာအတော်ဒုက္ခရောက်သည် ဥပမာသူမက ဒီမနေ့ဂျက်ဟုထက်ခါထက်ခါပြောနေရမြူရီကြားမှာပေါ်လာတဲ့ပုံရိပ်ကြီးကိုကြည်စမ်းထူးဆန်းလိုက်တာဟူသောသဘောဖြစ်နိုင်သည်ဒေဂျာဒါကတော့နှင်းများပိတ်ပိတ်အောင်ထူထက်နေသောဘရီနီကန်းကြီးတစ်ချောက်တွင်ခဝေဝေမှရှင်မြမြပုံရိပ်တစ်ခုကဘော်ဒလေယာကလေးများစီဥတီ၍ရှောက်လာသည်ဆန်နီကထိုအရိပ်ကို စိုက်ကြည့်လျက်အချိန်အတော်ကြာစူးစူးဝဝအော်ဟစ်နေလျား စူးပါသောကနန်းတကောင်ကိုငုံကြည့်ကစူးစမ်းနေသော Klaus ကမော်ကြည့်လိုက်သည် Klaus ကထိုအရိတ်ကိုမြင်သည့်အခါဘွိုင်းလက်စီတွား၍လက်မောင်းကို တိုးကသူ့မကိုတီထွင်မှုအတွင်းနှုတ်ထဲမှဆွဲထုတ်လိုက်သည် Klaus ကပုံရိပ်ကိုညွှန်ပြရင်းဟိုဟာကိုကြည်စမ်းပါအောင်ဟုပြောလိုက်သည်ထိုပုံရိပ်ကနီးတီထန်နီးလာသောအခါအသေးစိတ်ကို ခလီများမြင်လာကြရသည် ၎င်းသည်အရွယ်ရောက်ပြီးလူတယောက်၏အရွယ်အစားခံဖြစ်ပြီး၎င်း၏ခေါင်းကရှင်မြမြနှင့်လေတောက်ပုံစံရှိသည်ဘွိုင်းလက်ကနေပါလို့ထင်လေဟုမေးလိုက်သည်ကလော့စ်ကသူ့မျက်စိနှလုံးကိုမေးစင်ကတေချာစိုက်ကြည့်ရင်မသိဘူးလေဒါပေမဲ့အဲ့ဒါကငါတို့စီရွှေ့လာနေတယ်လို့ပဲနော်ဟုပြောသည်ဘွိုင်းလက်ကအနေငယ်စိတ်အနှောက်အယှက်ဖြစ်စွာဖြင့်ကမ်းခြေမှာငါတို့ပဲရှိရကော တို့စီလာစရာဘာမှမရှိတာဟုတ်ပြောသည်သူမကရေပေါ်ရှက်ပြင်းရလှုပ်ထားသည့်ချုံမွန်နေသောကြောက်စလစ်ခဲရှည်မျောမျောလေးကိုဘယ်ဘက်လက်ထဲတွင်စုပ်ကင်ထားဆဲဖြစ်သည် သူမတို့မောင်နှမတတိုက်ကို အထိတ်တလန်ဖြစ်စေသည့်ထုံပုံရိပ်ကိုကြောက်ခဲဖြင့်ပြစ်ပေါက်လိုက်ရန်ရုတ်တရက်တွေးလိုက်မိသည်ကလော့စ်ကသူ့အမ၏အတွေ့ကိုဖတ်လိုက်မိသလိုမျိုးအဲ့ဒီအရာကြောက်ဖို့ကောင်းနေတယ်ဆိုတာကမြို့တွေထူပြီးပိတ်နေလို့ဖြစ်မှာပါ ်ဟုပြောသည်မှန်ပါသည်ချိုပုံရိပ်သူတို့စီရောက်လာသည့်အခါသူတို့ကြောက်လန့်နေသောဒစိမ့်တရားမဟုတ်သည်ကို တွေ့ရသောကြောင့်ခလီများစိတ်အေးသွားကြသည်ချိုသူမှာသူတို့ကောင်းကောင်းသိသောမစ္စတာပိုးဖြစ်လေသည် မစ္စတာပိုးသည်ဘော်ဒလဲယားလင်မယား၏မိတ်ဆွေဖြစ်သည်ခလီများက သူကိုမိသားစုညစာစားပွဲများတွင်အကျိန်ပေါင်းများစွာ တွေ့ပူပီးသားဖြစ်သည်ဘွာလက်ကလော့စ်နှင့်ဆန်နီတို့၏မိဘများသည် ဧည့်သည်နေတွေ့ဖို့ရှိလျင်သာသမီများကို အဝေးသို့လွှတ်မထားပဲညစာစားပွဲသို့လူကြီးများနှင့်အတူတက်ရောက်စေကာစပွဲသိမ့်သည့်အထိသူတို့ပြောသောစကားဝိုင်းတွင် ပါဝင်စေသည်သူများတမကစပွဲသိမ့်သောအခါတွင်လည်းဝေယံကူညီစေသည်ကလေးများကသူ့ကိုမှမိနေသည်မှာမစ္စတာပိုးသည်အမြဲလိုလိုအေးအေးမိနှာစေတက်နေပြီးတခါတလေအခြားအခန်းတစ်ခုသို့သွား၍အာရပါရချောင်းဆိုးရန်ခွင့်တောင်းတက်သောကြောင့်ဖြစ်သည် မစ္စတာပိုးကမြို့နှင်းထဲတွင်သူ့ဦးခေါင်းကိုကြီးမား၍လေးတောက်ပုံစံပေါက်နေစေသည့်အုတ်ထုတ်ရှိကိုချွတ်လိုက်ပြီးခနာမတရက်ခါပါဇက်ကိုလက်ကင်ဘဝအုတ်လျက်အကျယ်ကြီးချောင်းဆိုးနေပြန်သည်ဝိုင်ယိုလက်နှင့်ကလော့စ်ကတာချောင်းမှချောင်းမင်းမြန်၍လက်ဆွဲနှုတ်ဆက်ရန်ခြေတိုးလိုက်သည်ဝိုင်ယိုလက်ကနေကောင်းရဲ့လားရှင်ဟုပြောလိုက်သည်ကလော့စ်ကလည်းနေကောင်းရဲ့လားခမဟုပြောလိုက်သည် ထိုအခါဆန်နီကပါနေကောင်းရဲ့ညောဟုပြောလိုက်သည်မစ္စတာပိုကကောင်းတယ်ကွကျေးဇူးပဲဟုပြောတော့လေသူ့အမူအရာကစိတ်မကောင်းဟန်ပေါင်းနေသည်ထိုနောက်စကန့်အနည်းငယ်များကြာမြည်သူများစကားမစားဖြစ်တော့ကြည်ကလေးများကမစ္စတာပိုတယောက်သူ၏အလုပ်ရှိရာမြို့ထဲကဘန်းမှာအလုပ်လုပ်နေရမည့်အစားဘရီနီကန်ဂျီကိုဘာလာလုပ်တယ်လဲဟုအံ့ဩနေမိကြသည် ပြီးတော့သူကကန်းချေသွားရင်ဝတ်စားထားပုံလေးမရကြည်နောက်ဆုံးတော့ wireless ကပင်နေလို့ထိုင်လို့ကောင်းတဲ့နေ့လေးတနေ့ပဲနော်ဟုတ်စကားစပေးလိုက်သည်ဆန်နီကငှက်တကောင်စိတ်ဆိုးနေသောအတန်ကဲသို့ဇူညံလာသဖြင့် close ကသူမကိုကောက်ယူပွေချီလိုက်သည် Mr. Po ကဘာမှမရှိသောကန်းချေကိုငှက်ကြည့်လျက်ဟုတ်ကြည်ဒီနေ့နေလို့ကောင်းတာပဲဟုတ်ခက်တူတူလေးပြန်ပြောသည်ချိုးနောက်ဆက်၍ ခလေးတို့ကိုအတော်ဆိုးရတဲ့သတင်းစိုးတချို့ပြောပြရမှာအာနာလိုက်တာကွယ်ဟုပြောသည်ဘော်ဒလဲရမောင်နှမ၃ယောက်ကသူ့ကိုငေ့ကြည့်နေမိကြသည် wireless မှာဘယ်ဘက်လက်ထဲကြောက်စလစ်ခဲလေးကင်ထားသည်ကိုတတိယသွားသည်ဖြင့်ယွန်းတနိုဖြစ်နေပြီး Mr. ပိုးစီမပေါလိုက်မိတာကိုဝန်တာသွားသည် Mr. ပိုးကခလေးတို့မိဘတွေလေဟုပြောက စကားကိုခိတရက်လိုက်ပြီးမိအကြီးကျယ်လောင်တဲ့အထဲမှာ ပျက်စီးသွားရှာကြပြီကွယ်ဟုဆက်ပြောသည်ကလေးများကဘာစကားမှ ပြန်မပြောမိချေမစ္စတာပိုကအင်ဂျီတစ်ခုလုံးမင်းလောက်ပျက်စီးတဲ့အထဲမှာသူတို့လည်းပျက်စီးသွားရှာကြပြီဒီတင်းကိုပြောပြရတာဦးလေးလည်းအရင်အရင်ကိုစိတ်မကောင်းဖြစ်ရပါတယ်ကလေးတို့ရဲ့ဟုတ်ပြောသည် wireless ကမစ္စတာပိုစီမအကြည့်လွဲကတမုတ်တရာကြီးစီငေးကြည့်နေမိသည် မစ္စတာပိုဒီဘော်ဒလဲယာခလေးများကို ခလေးတို့ရဲ့ဟုယခင်က တခါမှမခေါ်ခဲ့ဘူးချင်းသူ ပြောတာကိုဘွိုင်းလက်စ်နားလဲတော့လဲသူမကိုရောသူမ၏မောင်နှင့်ညီမလေးတို့ကိုပါဆိုးရွားသောပြက်လုံးတစ်ခုအဖြစ် လာရောက်နောက်ပြောင်နေခြင်းသာဖြစ်ရမည်ဟု တွင်နေမိသည်မစ္စတာပိုပြောသည်ပျက်စီးသွားကြသည်ဟုသောအတိတ်ပင်မှာတေသွားသည် ဟုဆိုလိုမှရှိမိသည်ကလော့စ်ကပျက်စီးသွားကြရဲဆိုတဲ့စကားလုံးက ။ဘာအတိတ်ပဲလဲဆိုတာကျွန်တော်တို့သိပါတယ်။ဟုတ်ပြောသည်။ Close ခမည်း။ပျက်စီးသွားကြသည်ဟူသောစကလုံး၏အတိတ်ပဲကို အမှန်တကယ်သိတော့လေမစ္စတာပိုးဆိုလိုခြင်းသည့်အတိတ်ပဲကိုအတိတ်အကြာနားလည်ဖို့တော့အခက်တွေ့နေဆဲဖြစ်သည်မစ္စတာပိုးစကားပြောမှတာပဲဖြစ်ရမည်မစ္စတာပိုးကမိတက်ကတော့ရောက်လာပါတယ်ဒါပေမဲ့ဟုပြောကခိတရက်လိုက်ပြီး အရန်နောက်ကျသွားပြီအဲ့ဒီအချိန်မှာမိကဆန်အကြီးတစ်ခုလုံးကိုဝါမျိုးပစ်လိုက်လို့ပြာတိဖြစ်နေပြီဟုတ်ဆက်ပြောသည် class မျက်စိထဲတွင်မိတောင်များတဟုံဟုံလောင်ကျွမ်းနေသည့်စာကြည့်တိုက်ထဲမှစာအုပ်များကိုမြင်အောင်လာသည် အခုတော့ထိုစာအုပ်များအလုံးကို သူဘရော့မှဖတ်ရတော့မည်မဟုတ်ချေ Mr. Po ကစကားဆက်မပြောမီလက်ကင်ပေါ်ကအုပ်၍ချောင်းစတိုက်ဆိုးနေပြန်သည်ပြီးမှ ဦးကခလေးတို့ကိုအကြောင်းကြားဖို့ဒီကိုလိုက်လာခဲ့တာရှင်းတင်တာရှင်းနေတော့ခလေးတို့ကိုဦးရဲ့အိမ်မှာခဏနေလို့ရအောင်ခေါ်သွားပေးမယ်ဦးကခလေးတို့မိဘတွေပိုင်ဆိုင်သမျှကိုတေတန်းစာအရာအတီးပြူဆောင်ရွက်ပေးမယ်သူပါတဘောကတော့သူတို့ရဲ့များပြားလာတဲ့ပစ္စည်းဥစ္စာတွေကိုကင်တွယ်ထိမ့်သိမ်းရင်ခလေးတို့သွားရမယ့်နေရာကိုလက်ညွန်ပြတာပေးရမှာပါပဲ wireless အသက်ကြီးလာတဲ့အခါပစ္စည်းဥစ္စာတွေကိုခလေးတို့ရပါလိမ့်မယ် ဒါပေမဲ့အဲ့ဒီမတိုင်မီတော့ဘန်ကပဲအခကျင်းငွေယူပြီးဆောက်ရှောက်ကောက်ကွယ်ထားပါလိမ့်မယ်။ဟုပြောသည်။မစ္စတာပိုးကသူ့ကိုယ်သူတည်တန်းစာအတီးပြုဝေးမိသူဟုပြောတော့လေဘွိုင်းလက်စိတ်ထဲတွင်တော့အနာပကွက်သွားလို့ခံစားနေရသည်။မစ္စတာပိုးသည်သူမတို့ရှိရာကန်းကျေတို့အေးအေးဆေးဆေးရှောင်းလာပြီးသူမတို့ဘဝကို အပေးတိုင်ပြောင်းလဲသွားခဲ့သလိုပဲ။ဦးနေလိုက်ခဲ့မစ္စတာပိုးကသူ့လက်ကိုခလေးများစီကံပေးလိုက်သည် ဘွိုင်းအိုလက်စ်ကလက်ချင်းမှာကြောက်စလစ်ခဲကိုလွှတ်ချလိုက်ပြီးသူ့လက်ကိုကင်လိုက်သည်ကလော့စ်ကဗိုင်းအိုလက်၏အခြားတစ်ဖက်ကိုကင်လိုက်သည်ဇန်နီကကလော့စ်အခြားလက်တစ်ဖက်ကိုကင်လိုက်သည်အီတိုဖြစ်ဘော်ဒလေးယားကလေး၃ယောက်ယခုမူဘော်ဒလေးယားမိဘမဲ့ကလေး၃ယောက်သည်ကန်းချိန်မှဆွန့်ခွာလာရတကယ်တော့သူတို့၏ရခင်ဘဝများမှဆွန့်ခွာသွားရလေတော့သည်။ယနေ့အတွက်အပိုင်းတကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။ နားဆင်ပေးခဲ့ပါတော့တော်လန်ကလစ်ကာများအလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်တော်လန်ကလစ်ကာများအလုံးပေးခင်ကြပါပါစေရှင်